ကဘာတလောကအထူးဆန်းဆုံးနေရာဆယ်နေရာကျွန်တော်တို့နေထိုင်ရကဘာကြီးမှာသိပ္ပံပညာရက်တွေကဘလုံးပြင်းထုံးကားစေကမူအဲ့ဒီပညာရက်တွေ ਨੇ အပြေရှားလို့မရနိုင်တဲ့တဘာဝရဲ့ထူးခြားဆန်းကျင်မှုတွေ ਨੇ ဖွဲ့စည်းထားတယ်။နေရာတွေရှိနေပါသေးတယ်။အဲ့ဒီနေရာတွေဟာထူးဆန်းတယ်လို့အင်မတန်မှလည်းတာယာလှပတဲ့နေရာတွေဖြစ်ပါလေ။ဒီနေ့တော့ကဘာတလောက အထူးဆန်းဆုံးနေရာ၁၀ခုကိုဘ ഹു ဒုတအနေနဲ့တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Spot Dot ရေကန်ကြီးကနေဒါနိုင်ငံ ASUS မြို့ရဲ့အနောက်မြောက်ဘက်စမီလ်ခမီချမ်းဝမ်းမှာရှိတဲ့ Spot Dot ရေကန်ကြီးဟာအရန်ကိုထူဆန်းပါတယ်။ဒီရေကန်ကြီးဟာဒေတာခံအိုဂါနာခံလူမျိုးစုတွေရဲ့အထွတ်မြတ်ထားရာရေကန်ကြီးလည်းဖြစ်ပါတယ်။နေရာဒီရောက်လို့ရေကန်ကြီးခန်းချောက်သွားတဲ့အခါမှာရေကန်ကြီးရဲ့အောက်ခြေမှာ ရေချိုခံတေးသေးလေးတွေများစွာ ပေါ်လာပါတယ်။ထူးခြားတာကတော့ရေခဲငယ်တွေကရေရဲ့အယောင်ဟာတကန်နဲ့တကန်မတူပဲအယောင်ကွဲပြားနေပါလေ။အခုလိုအရန်တာယာလှပတဲ့ရေခဲကြီးကိုအဆူးစ်မြို့ကိုသွားတယ်။ Highway 3လမ်းမကြီးပေါ်ကနေမြင်တွေ့နိုင်ပါတယ်။လဲပတ်လာကြတဲ့သူတွေအနေနဲ့ဒေသခံလူမျိုးစုတို့နေထိုင်ရာ နေရာကိုဖြတ်တန်းသွားလာခြင်းမပြုဖို့သတိပေးထားပါတယ်။ အေယာမတာယိုလန်ကြီးအိုင်ယာလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ The Giant Causeway လို့ခေါ်တယ်။အေယာမတာယိုလန်မကြီးကလွန်ခဲ့တဲ့နှစ်တန်ပေါင်း60ကျော်ကမီးတောင်ပေါက်ကွဲရာကပန်းထွက်လာတဲ့ချော်ရီဘူးရီ AKP အခုလိုတာယာလှတဲ့တာယိုလန်မကြီးဖြစ်လာနေတာပါ။အဲ့ဒီနေရာမှာချော်ရီရီကြောင့်ဖြစ်လာတဲ့ဘူကန်ပုံတံအတုံးပေါင်းခံမှန်းကြီး3800ရှိပြီ။ ကမ္ဘာအမွေအနှစ်စည်းရုံးဝင်နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီတာယိုလမ်းမကြီးကိုဘလူးကြီးတွေက ဖန်ဆင်းခဲ့ကြတယ်လို့ဒန်နာရီဆန်ဆန်ပြောဆိုမှုတွေလည်းရှိပါတယ်။ Toswell Toswell လို့ခေါ်တဲ့ရေတွင်းတပွဲတင်ပေါက်ကြီးကအမေရိကန်နိုင်ငံအော်ရီဂွန်ကမ်းရိုးတန်းမှာတည်ရှိပါတယ်။လိုင်းပေါက်ကြီးရဲ့အောက်ကနေရေတွေဟာအပေါ်ကိုပန်းပန်းတက်လာတဲ့မြင်ကွင်းကအရန်ကိုလှပပါပါတယ်။ဒါပေမဲ့ အန်ဒီရရှိတဲ့အတွက်အနာနာထီတော့မသွားတဲ့ပါဘူးအထူးသဖြင့်ဒီတက်တဲ့အချိန်နဲ့စောင်းမုံတိုင်းတွေလာတတ်တဲ့ယာတိတွေမှာအန်ဒီရပို့ရှိလို့အနာမကပ်မိပါစေနဲ့ဖာမူခါလီတူရကီနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ဖာမူခါလီဒေသဟာမြန်မာနိုင်ငံကပကံမြူဟောင်းလို့ပါပဲအင်မတန်ရှိကြတဲ့သမိုင်းဝင်အဆောက်အဦးကြီးတွေနဲ့ဖန်သားနန်းတော်လို့တင်စားရမယ်လီကားတဲ့ရေခဲလွင်မြင်တို့ကြောင့်ကပအမွေအနှစ် ယူနက်စကိုစီးရင်ဝင်နေရာတစ်ခုဖြစ်ပါတယ်။ဖာမူခါလီဟာတချိန်တုန်းကမြို့တော်ကြီးဖြစ်ခဲ့ပြီး ရှေးနှစ်ပေါင်းများစွာကတည်းကဟာရာရာပိုလက်စ်တို့ရဲ့ဖျက်ဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဟီလီယာရေကန်ကြီးထူးခြားအံ့ဩဖွယ်ရာကောင်းတဲ့ဒီရေကန်ကြီးကိုဩစတြေးလျနိုင်ငံအနောက်ပိုင်းမှာရှိတယ်။ရီရှာရှာကီပဲလာကိုကျွန်းမှာ1802ခုနှစ်မှာစတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ရေကန်ကြီးဟာတစ်နှစ်ပတ်လုံးပန်းရောင်အဖြစ်နဲ့ ်ရှိနေပါတယ်။သိပ္ပံပညာရှင်အချို့ရဲ့အဆိုအရစားထက်ပါဝင်မှုလွန်ကဲနေတယ်။မြေစီလွန်နဲ့စားကိုကြိုက်ပြီးပန်းရောင်ရှိတယ်။ဟီလိုဘက်တီးရီးယားတွေကြောင့်ကံရဲ့အယောင်ဟာပန်းရောင်ဖြစ်နေတယ်လို့သုံးသပ်ထားကြပါတယ်။တီရန်စီတောင်တန်းတိမ်တိုက်တွေကိုဖောက်ပြီးမိုးထီအောင်ခြုံထွက်နေတယ်။တီရန်စီတောင်တန်းဟာတရုတ်နိုင်ငံဟူနန်ပြည်နယ်အနောက်မြောက်ဘက်ပိုင်းမှာလှပစွာတည်ရှိနေပါတယ်။တောင်ထိပ်ပေါ်ကိုကေဘယ်ကားနဲ့တက်ရောက်နိုင်ပြီး တောင်တန်းတွေပေါ်ကနေလမ်းကြည့်မယ်ဆိုရင်ရင်သက်ရှုံမိုးစရာတဘာဝအလှတရားတွေကိုတွေ့ရပါလိမ့်မယ်။ကမ္ဘာကျော်ဟောလိဝုဒ်ရုပ်ရှင် Avatar စကားတွေကတိမ်ထိုက်တွေထဲမှာမျောနေတဲ့တောင်တန်းတွေဟာဒီရန်စီတောင်တန်းတွေကိုအတူယူပြီးဖန်တီးခဲ့တာဖြစ်ပါလေ။တဘာဝတရားအတိုင်းကမ္ဘာအလှပဆုံးနေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ချောကလက်တောင်တန်းဖယ်ဘာနိုင်ငံဘိုဟူလ်ကျွန်းမှာရှိတဲ့တောင်ပူဇာလေးတွေဟာကျွန်းကြီးရဲ့အလယ်မှာ အမြင်တစ်မျိုးနဲ့ထူးထူးခြားခြားတည်ရှိနေပါတယ်။တောင်ပူဇော်ပေါင်း1900ရှိပြီးလူတွေတမင်ဖန်တီးထားတာလားလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒီတောင်တန်းလေးတွေဟာအပေါ်ကိုတွန်းတင်တဲ့တန်းနာကြောက်တန်းလှုပ်ရှားမှုရဲ့မိုးရီတိုက်စားမှုရဲ့တွေကြောင့်နောက်ဆုံးမှာအခုလိုရေလိုင်းတစ်ဖွဲတောင်တန်းငယ်လေးတွေဖြစ်ပေါ်လာတယ်လို့ကမ္ဘာအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ UNESCO ရဲ့မှတ်တမ်းအရသိရပါတယ်။တောင်တန်းတွေပေါ်မှာပေါက်နေတဲ့တည့်ရွက်လေးတွေဟာ ခြောက်သွေးတွေရာသီဆိုရင် အစိမ့်ကနေအညူရောင်ပြောင်းသွားတာကြောင့်ချောကလက်တောင်တန်းလို့ချစ်စနိုးနဲ့နာမည်ပေးထားတာဖြစ်ပါတယ် Red Beach အနီရောင်ကမ်းခြေ Many Drop အစီအစဉ်မှာအမဲမီးလေးရှိတဲ့နေရာတစ်ခုဖြစ်လို့ကြားဖို့ကြမှာထင်ပါတယ်တရုတ်နိုင်ငံဖမ်းချင်မြို့အနောက်တောင်ဘက် ကီလိုမီတာ30အကွာမှာရှိပါတယ်အဲ့ဒီဒေသမှာပေါက်နေတဲ့ပင်လယ်ရင်ညပင်တွေဟာဆောင်းဦးရာသီရောက်တာနဲ့အနီရောင်ပြောင်းသွားပြီးကမ်းခြေပတ်ဝန်းကျင်တစ်ခုလုံး နီမြန်းသွားပါတော့တယ်။ဒီဒေတာဟာအခြားဒေတာကနေပြောင်းရွှေ့လာတဲ့စောင်းခုငှက်တွေအတွက်အရေးပါတဲ့သဘာဝစကြက် နားခူရနေရာတခုလည်းဖြစ်ပါတယ်။ကန်းချီရဲ့အစိပ်ပိုင်းလေးတခုကလူတွေလာရောက်လက်ပတ်ဖို့ဖွင့်ပေးထားပါတယ်။ဒါပေမဲ့ရေသေးဆင်းခွေမရှိဘဲရေပြင်ပေါ်မှာထိုးပေးထားတဲ့တက်သားတရားလေးပေါ်ကနေသာသဘာဝအလားပါတွေကိုခံစားလို့ရမှာ ဖြစ်ပါတယ်။မိုးပြန့်ရေပူစံ flying kisa american piron su nirvana ma shi de mo bian yebu san ga le thu san hla pa ni ba de mo bian yebu san lu kho ya de a chang wa do ta man yebu san ni ne ma du be a yang twi song la de taung kamu le ye thait ga ni ye ri a set ma pye ban thwet ni lu ba be de ke do di yebu san le ha yakin ka de ga tabaw wa a tai shi ni ga da ma hou ba bu 1964ခုနှစ်တုန်းကရေနံကုမ္ပဏီတစ်ခုဟာအဲ့ဒီနေရာမှာရေနံရှာဖို့ တွင်တူခဲ့ရကနေအခုလိုရေမှုဆန်းလေးဖြစ်သွားခဲ့ရတာပါကျောင်းကဘာကျွန်းဂျပန်နိုင်ငံမှာရှိတဲ့အာရိုရှိမာကျွန်းလေးဟာကျောင်းကဘာကျွန်းလေးအဖြစ်လူသိများထင်ရှားပါတယ်ကျောင်းမှာနေထိုင်တဲ့လူဦးရေက15ယောက်သာရှိပြီးကျောင်းတွေကတော့အကောင့်တရာကျော်ရှိပါလေကျောင်းမှာနေထိုင်သူတွေဟာအသက်50ကနေ80ကြားလူကြီးတွေဖြစ်ကြပါတယ်ဒုတိယကဘာဆက်တုန်းကလူတွေဟာ ပြည်မာကြီးကနေဒီကျုံးလေးဘော်ကိုစစ်ပေးဆောင်ဖို့ရောက်လာခဲ့ကြပါတယ်1960ခုနှစ်တုန်းကဒီကျုံးလေးဘော်မှာနေထိုင်သူ6000ကျော်ရှိခဲ့ပြီပါတယ်ကျောင်းတွေကတော့ကျုံးဘော်မှာတောင်းချမ်းနေတဲ့ကျွက်တွေကိုနှိမ်နှင်းဖို့တံငါသေးတွေကကျုံးဘော်ကိုခေါ်ယူလာခဲ့ကြတာဖြစ်ပါတယ်2000ခုနှစ်လောက်အရောက်မှာတော့ကျောင်းပေါ်မှာနေထိုင်သူလူဦးရေတိတိသားသားနေသွားပြီးကျောင်းတွေကတော့တိတိသားသားတိုးပွားလာခဲ့ပါတယ်ကျောင်းပေါ်မှာ လူမနေတော့တဲ့အိမ်လွတ်တွေအများကြီးရှိနေတာကြောင့်ကြောင်လေးတွေအတွက်နေစရာနေရာတွေအများကြီးရှိပါတယ်။ကျုံပေါ်မှာကြွက်တကောင်မှမရှိသလိုခွေးတွေကိုလည်းခေါ်မလာဘူးတင်းကျပ်စွာ တားမြစ်ထားပါတယ်။အင်တာနက်ကနေတဆင့်ထင်ရှားကြော်ကြားလာတဲ့ကြောင်ကဘာကျုံလေးဟာခီးသွားအိတ်တွေကြောင်ချစ်သူတွေနဲ့နေစဉ်စီကားနေပါတယ်။ကျုံပေါ်မှာဘာဆိုင်မှမရှိတာကြောင့်ကြောင်ကဘာကျုံကိုအလေသွားဖြစ်ခဲ့ရင်ကြောင်လေးတွေအတွက် ကြောင်စာလေးယူသွားပေးကြပါအောင်နော်ဒီနေရာလေးတွေကတော့ကဘာတလွမ်းမှာအထူးဆန်းဆုံးနေရာလေးတွေဖြစ်ပြီးအခါခွင့်တဲ့အခါကိုယ်တိုင်တွားရောက်လည်လာနိုင်ဖို့ပူပူလေးတီဗီကနေတင်ဆက်ပေးလိုက်ရပါမယ်